စံနာတွေစောပြီးတော့ရလက်တွေမြန်မြန်ရချင်နေတဲ့လုပ်ငန်းဦးဆောင်သူတယောက်ဟာသူဘာကောင်မှပြင်းပြအောင်ကောင်းကောင်းလုပ်နိုင်မှာမဟုတ်ဘူးလုပ်ငန်းကိုစတင်ခဲ့တဲ့အတိုင်းပဲ view design အစဉ်အမြဲပြင်းပြအောင်လုပ်နေတဲ့လုပ်ငန်းရှင်ကတော့ကြာရှုံးမှာမဟုတ်ဘူးဒီတော့ view design နဲ့လုပ်ငန်းတွေကိုပြင်းပြအောင်ရအောင်လုပ်ပါဒါအကြီးစံနာမဆိုးပါနဲ့ သူများတွေနဲ့ကိုလည်းနှိုင်းရှင်နေတာရှင်ပြိုင်နေရတွေကိုရက်ပြီးတော့မှကိုကိုကိုအပေါ်မှာစစ်မှန်တဲ့အခါမှာအလုံးရဲ့လေးစားမှုကိုရနိုင်မယ်။ဒီတော့ကိုကိုကိုအပေါ်မှာစစ်မှန်မှာငါဘာတွေမှားတာတွေလုပ်မိနေတယ်လဲ။ငါဘာတွေမှားတာတွေပြောမိနေတယ်လဲ။ငါဘာတွေမှားတာတွေစဉ်းစားမိနေတယ်လဲဆိုတာကိုရှာဖွေဖော်ထုတ်ပြီးတော့မှကိုကိုကိုအပေါ်မှာစစ်မှန်မှာတည်ရတာမှာ တတိမဖြစ်ပါဘူး။နေရတာကလည်းတတိပါ။ကျွန်တော်တို့တွေတတိရှိလို့တော့အခုလိုမျိုးလောကကြီးအင်းနဲ့လောကကြီးလည်းမမမမမရှင်းတယ်ရတာ။ကိုကိုကိုလက်ခံလိုက်ရင်ဒီလောကလုံးကကိုကိုလက်ခံလာမှာပဲ။ဒီတော့ကိုကိုကိုအပေါ်မှာလက်ခံပါမနစ်လာပဲနေတော့ဘာမှတိလာမှာမဟုတ်ဘူး။မကြည့်ပဲနေတော့ဘာမှမြင်မှာမဟုတ်ဘူး။မလုတ်ဖင်းနေတော့ ဘာမှရပါမဟုတ်ဘူးဒီတော့လိလာပါဒါမှသိရှိပါ မြင်အောင်ကြည့်ပါရအောင်မဖြစ်မနေလုပ်ပါ အောင်မြင်မှုဆိုတာကလည်းရရှုံးမှုလိုပဲအန္တရာယ်များတဲ့အရာပဲတချို့တွေချင်တာကအောင်မြင်မှုနဲ့ကြရှုံးမှုနဲ့လုံးဝမသက်ဆိုင်ဘူးလို့ထင်နေကြတယ်တကယ်တမ်းပြောရရင်အောင်မြင်မှုကလည်းကြရှုံးမှုလိုပဲစိတ်ထားမြင့်မြတ်တဲ့သူတွေဟာသူတို့ကိုယ်သူတို့စိတ်ထားမြင့်မြတ်တယ်ဆိုတာကို ထင်မှားကြပါဘူး။တိလည်းတိမှားကြပါဘူး။ဒါကြောင့်မလို့သူတို့မှာအမြင့်ဆုံးသောမြင့်မြတ်တဲ့စိတ်ထားတွေရှိနေကြတာပဲ။လူတွေရဲ့အပေါ်မှာနေခြင်းတဲ့သူကအောက်ကျွရမှလည်းမကြောက်ဘူး။လူတွေရဲ့ရှေ့မှာဥဆောင်ခြင်းတဲ့သူကနောက်လိုက်လှုပ်ဖို့လည်းဘုံမလေးဘူး။ဒါကတော့ကျွန်တော်တို့ငယ်တွေကျွန်တော်မိတ်ဆွေတွေအတွက်ဘဝအတွက်ဘဝရှိတဲ့ဆွေးနွေးရတာဖြစ်ပါလေ။ ကျွန်တော်ရဲ့လူငယ်တွေနဲ့မိတ်ဆွေတွေဟာလည်းနေ့တစ်နေ့ကိုပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်သန်းရင်းအောင်မြင်ပျော်ရွှင်တဲ့ဘဝတွေကိုရရှိဖို့ကျွန်တော်ဆုတောင်းပေးပါတယ်ကျွန်တော်တော့ကိုညာလင်းအောင်ပါ